သူနာပြုတ်တူကအာအာအိုင်ခန်းထဲကိုခြေတလန်းဝင်လိုက်တာနဲ့နောက်စက္ကန့်မှာပဲသူ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့သူဝစ်ဆင်ထားတဲ့တထုပစ္စည်းတွေကဆက်စီကိုအပြင်းထန်ဆွဲငင်ခံလိုက်ရပါတယ်ဒီဖြစ်ရက်ကတိတ်ပန့်စိတ်ကူးရင်ရုပ်ရှင်တွေကမြင်ကွင်းတစ်ခုလိုမျိုးထင်ရပေမဲ့အာအာအိုင်ခန်းတစ်ခန်းထဲမှာတကယ်ဖြစ်ခဲ့တဲ့မတော်တဆမှုတစ်ခုဖြစ်ပါတယ်တန်လိုက်တမန်ရိုက်ဆက်တွေကဆေးရုံတွေမှာအုံပြုနေတဲ့ဆွမ်းအားအပြင်းထန်ဆုံးယောဂရှာဖွေရေးကိရိယာတွေတဲကတစ်ခုပဲဖြစ်ပါတယ်ဒီဆက်တွေကခန္ဓာကိုယ်တွင်းကစက်သားတွေသွေးကြောတွေကဆာလို့အုံနောက်ထဲကအာယုံကြောမြင် င်တွေအထိမြင်နိုင်စွမ်းရှိပါတယ်။ NRI မတော်တဆမှုအများပြားကလူတယောက်ယောက်ကကာပတ်ဖုန်းဘဏ်ကဒါမှမဟုတ်ပလတ်စတစ်နဲ့လှုပ်ထားပုံရပေမဲ့တကယ်တမ်းတထုပဝင်နေတဲ့သွားအတုတွေလိုတထုပစ္စည်းတွေကိုချုပ်ဖို့မေးသွားလို့ပဲဖြစ်တတ်တာများပါတယ်။ NRI ဆက်တွေနဲ့ပတ်သက်ပြီးတိထားရမယ့်အရေးကြီးတဲ့အချက်က NRI ဆက်တွေရဲ့တန်လိုက်ဆက်ကွင်းက24နာရီလုံးအမြဲတမ်းအသက်ဝင်နေတာဖြစ်ပါတယ်ဆိုလိုတာကဘယ်သူမှရိုက်တာမခံရတဲ့အချိန်တွေမှာတော့ ဒီဆက်ကဘယ်တော့မှမပိတ်ထားပါဘူး။အမားတေးသေးလေးတစ်ခုလဲကတေလောက်တဲ့အဖြစ်ပြက်တွေကိုဖြစ်စေနိုင်ပါတယ်။2000ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကတူနာပြူတူဟာတမ်မနီအောက်ဆီဂျင်ပူးကြီးတစ်ခုကို NRI အခမ်းအနဲပို့ဆောင်ခဲ့ပါတယ်။ဒီပူးကြီးကချက်ချင်းပဲဆက်စီကိုဆွဲငင်ခံလိုက်ရပြီးကလေးတယောက်ရဲ့အသက်ကိုချက်ချင်းတည်ဆုံးစေတဲ့ကြောက်စရာကောင်းတဲ့မတော်တဆမှုတစ်ခုဖြစ်သွားစေပါတယ်။ဒီဖြစ်ရက်ကစိတ်ပညာသမိုင်းမှာအဆိုးရွားဆုံး NRI မတော်တဆမှုတွေထဲကတစ်ခုအဖြစ်ကျန်ရှိနေစေပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်